ိုကြီးရဲ့ပညာရေးအကုန်လုံးသူ့မမေပဲစီစဉ်တာဆိုတော့လေမိုကြီးအခုလို့တော်တယ်ဆိုတာလဲမမေ့ကြောင်ပါပဲမမေကအများကြီးတမီးလေးအတွက်စဉ်းစားပြီးပြီးတော့ပဲဟိုရှေ့ရှေ့အတွက်ကိုကိုတက်တောင်ပုံကြီးအများကြီးစဉ်းစားတယ် ော့ဒါ तू อ่ะအင်္ဂလိပ်မြန်မာမြန်မာကဘာလို့ထည့်ပြောလဲသူ့အတွက်သင်ရတာပဲမြန်မာကတော့သင်ရတာချင်းတူတူပဲဆိုအင်္ဂလိပ်မြန်မာတရုတ်ထိုင်းပေါ့နော်သမူကြီးမှာကောင်းတဲ့အချက်ကအမလည်းငငယ်တည်းကသင်ပေးထားတာပေါ့နော်ဟိုအင်္ဂလိပ်ကျောင်းအင်္ဂလိပ်စာတက်လို့အင်္ဂလိပ်ကျောင်းတက်လို့အများတိုင်းအင်္ဂလိပ်လိုပြောနေတာမျိုးသူကငငယ်တည်းကမလုပ်အောင်ပြောပါထားတယ်မြန်မာနဲ့တွေ့မြန်မာလိုပဲပြောရမယ် အခုကပြိဿကကိုပြိဿထက်ကိုမိသားစုပြိဿကပိုများနေရတယ်နော်ကိုတယောက်အာမဟုတ်တော့ဘူးသမီရောမိန်းမရောဆိုတော့အပူပြီးပျော်ရတာပါလေဒီမိသားစုဘဝလေးမှာကိုကပျော်နေတဲ့အချိန်မှာပြိဿကပါဒီမိသားစုဘဝလေးကိုချစ်ပေးရတော့ကိုကပူပြီးပျော်ရတာပါလေဟိုမှာမိုးကြီးရဲ့ဖန်ပိုများနေလို့နော်အာမိုးကြီးဖန်အများကြီးပဲ အဖေဖန်တော့များသေးတယ်ကျွန်တော်ရဲ့ကံကဒီမိသားစုနဲ့မှပို့ပြီးတော့အဲ့လိုကံကောင်းတဲ့ဘက်ကိုရောက်တဲ့ကံရှိလာလို့ပေါ့လေနော်အဲ့ဒါကြောင့်ဟိုတယောက်တည်းနေတော့အထက်ဆိုင်မိသားစုနဲ့ကံကပို့ပြီးတော့မြင့်လာတယ်ပြီးတော့ပရိသတ်ကပို့ပြီးတော့ကိုယ်ချစ်လာတယ်ပေါ့လေအဲ့တော့မိသားစုကံကကိုယ်အတွက်ပို့ပြီးတော့ကောင်းလာပေါ့အရင်တော့ကကြတော့ဒါချွေရို family ဆိုလို့ရှိရင်ဒါကြော်ထက်ရဲ့တမီးလေးပေါ့ချွေမြင့်တမီးလေးဆိုပြီးတော့ဟိုအတိမိတ်ဆွေတွေရောပြိတက်တွေရောတရားလို့ပဲသိတာပေါ့နော်အခုကြတော့ဘဲသွားသွားမိုးကြီးဖေဖေမိုးကြီးမေမေဆိုပြီးတော့သူ့မျက်နှာလေးပေါ့ ါ့နော်ဘာဝဲဝဲအဲ့လိုချစ်ကြတယ်တစ်ခုဝဲသုံးခုလောက်ဝဲအဲ့လိုမျိုးอ่ะအစချစ်ကြတော့ဒါဂျင်းနူးကတနေ့ကသွားရင်ကလေးចောင်းတက်နေတဲ့ချိန်မျိုးဆိုဟဲ့မူကြီးဖဖီလာတယ်ပေါ့နော်မူကြီးမပါဘူးလားမေးတာသူ့ဝဲမွေးကြတယ်အဲ့ဒါအစပြီးပြန်ပြောရတယ်ចောင်းထားရတယ်လေ တော့မိုးကြီးရဲ့ကံလေးကမိုးကြီးရဲ့စားလေးကမမတို့ကလုံးလေးမြင်လဲပေါ့ကလေးဆိုတကယ်အောင်နော်ဟိုသူကအတိအကျကမလို့နေတော့မသူ့ခါလေးတပုတ်လေးတွေမှာတင်လိုက်တယ်သူ့ရဲ့စကားပြောတာလေးတကယ်ကြီးတင်လိုက်နေတော့ကလေးကအရန်ချစ်ကြတဲ့တဲမှာအမြန်လိုက်ပါတယ်ဆိုတော့လေတော့ပါသူ့ရဲ့ချန်လေးကြီးစားလေးကိုလုံးလေးမြင်တယ်အဲ့မှာစီအောင်နားထောင်နေရရှိတော့ဘာလဲ ိုက်ပါဦးပရိသတ်တွေဆက်ပြေးလာတော့ဒါလည်းခုနကပြောသူရဲ့ကံပဲပေါ့လေပရိသတ်တွေချစ်ကြတယ်ဟိုမိဘတွေတွေမကဘူးဆွေမျိုးတွေတွေမကဘူးဟိုမိစ္ဆာတငယ်ချင်းတွေရောပရိသတ်တွေရောချစ်တယ်ဆိုတော့ဒါလေးကလည်းသူကမိဘတွေအတွက်လည်းပီတိဖြစ်ရတာပေါ့လေအလားမူကြီးရဲ့ပညာရေးအကုန်လုံးသူ့မမေပဲစီစဉ်တာဆိုတော့လေမူကြီးအခုလို့တော်တယ်ဆိုတာလည်းမမေ့ကြောက်ပါပဲမမေ့ကအများကြီးတမီးလေးအတွက်စဉ်းစားပြီးပြီးတော့ပဲဟို ရှည်ရည်အတွက်ကိုကိုတက်တော်ဘုံကြီးအများကြီးစဉ်းစားတယ်အဲကိုကဟိုရွှေရွှေစဉ်းစားတဲ့ပုံမှာပဲချွတ်ချွတ်ရဒါလေးလှုပ်ချင်တယ်ဆိုကိုလာတိုင်မယ်ကိုကအဲ့ဒီပုံမှာပဲနားထောင်ပြီးတော့ဒါလိုက်ပန့်ပိုးပေးတာပေါ့လေတမီးရဲ့ပညာရေးနဲ့ပတ်သက်တာကတော့ရွှေရွှေပဲဥစားလောက်နေတာပေါ့ သူကတော့ဒါသူကအင်္ဂလိပ်မြန်မာမြန်မာကဘာလို့ထည့်ပြောလဲသူ့အတွက်သင်ရတာပဲမြန်မာကတော့သင်ရတာချင်းတူတူပဲဆိုအင်္ဂလိပ်မြန်မာတရုတ်ထိုင်းပေါ့နော်ဒါတရုတ်နဲ့အင်္ဂလိပ်နဲ့မြန်မာနဲ့ကတော့သူကျောင်းကသင်ပြီးတယ်ကျောင်းကသင်ပြီးတဲ့ဟာကိုရွှေရနည်းနည်းအဲနည်းလေးအိမ်မှာပြန်လုပ်ပေးရုံပဲပေါ့နော်ထိုင်းကတော့ရွှေတက်ပြီးတော့သူသင်ပြီးတာပေါ့နော်ဒါဆိုသင်ထိုင်းဆရာမှလည်းသင်ပြီးတာပေါ့အဲ့ဒါကလည်းဟိုမီရွှေရွှေက ဝါသနာပါပြီးတော့တက်တယ်သူ့ကိုကြည့်ရချိန်မှာ तू ကလည်းရွှေရွှေလိုဝါသနာပါနေရဆိုတော့ပံမိုးပေးပြစ်တာပေါ့အဓိကကတော့ကိုကဖြစ်စေခြင်းပဲမယ်ကိုကလည်းနည်းနည်းတက်ထားမှရတာလေခလေးကိုပဲအဲအရန် push လုပ်တာမဟုတ်ဘဲနဲ့ကိုတည်နေတာကို तू ကလာနာထောင်ရင်နဲ့ထိုင်းတာနည်းနည်း तू ပြီးသွားဟုတ်တယ်ရွှေရွှေ तू နှစ်နှစ်ခွဲသုံးနှစ်လောက်မှာရွှေရွှေကသင်တန်းတက်တာ online တက်တက်တာဆိုတော့လေရွှေရွှေသင်တာကို तू လိုက်နားထားပြီး तू ကအဲ့မှာသဘောကျတယ်ဝါသနာပါတယ်အတလုံးစားနှလုံးစားပြောတတ်လာတယ်အဲ့ဒါတမီးသ ဘောကြလားကြိုက်လားမိမိတင်မင်းမယ်ဆိုတော့သူကလက်ခံတော့အတင်ပေးပြတာပေါ့အခုကျတော့ပို့ပြီးတိတိကျကျတတိကျကျလေးဖြစ်အောင်ဆရာမနဲ့တင်တာပေါ့နော်ရွှေကျတော့ခုနပြောလို့ကိုကပဲကိုကတော့တင်နေရတော့တိတ်မတက်ဘူးလေအဲဆိုတော့သူ့ကိုဒေချာလေးဖြစ်သွားအောင်ပေါ့ငယ်ကောင်းတယ်နော်သူသူဟာတနာပေါ့ကိုထက်ပိုတန်သွားရေချမ်းသာတာပါတက်တာအေးဟုတ်တယ်ရေတရုပ်ဆိုလို့ရှိရင်ရေးတွေဖတ်တယ်မတက်ဘူးဟို ထုတ်ရှင်ကြည့်တာအင်ငယ်တော့တုန်းကရမ်းကြည့်တာဆိုတော့နားလေတယ်နည်းနည်းမှပြန်ပြောတတ်တယ်ဒါပေမဲ့စာမရေးတာဖတ်တာမတတ်ဘူးသူကကျတော့တုန်းစာကျောင်းမှသင်ပေးနေတယ်ဟုတ်လားမျိုးတော့ဟာကျတော့လည်းတော့ဘူးကြည့်အောင်ပြလိုက်ဖို့တော့ပါရှာသမီးနဲ့မိန်းမတက်ရင်ရပြီလို့ပဲပြောထားတယ်ကိုကတော့သမီးတန်းကမနှစ်ယောက် တင်တော်ရောအဲ့လိုလေးငါးမျိုးကြာကိုလိုက်တင်မှုကြာမလွယ်တော့ဘူးနော်အဲ့လိုမိန်းမနဲ့သမီးပိုင်ဖဲတော့တော့ရပြီနော်အဲ့တော့အခုမတင်ရဲသူတို့နှောက်မေးလဲနော်ကောင်းတယ်နော်တင်ယူခြင်းစိတ်လည်းသူကလားရှာမှာတင်ပါလို့ပြောတာပုံမှန်လည်းသူကတင်တယ်ကျွန်တော်ဘယ်နှားပါလေတော့ပါလားလေတော့သူဝါဒနာပေါ့လေကိုကမိဘဆိုပေမဲ့ကိုလှုပ်ချင်တာနဲ့သူဖြစ်ချင်တာကိုကိုက supporting လုပ်ရတာဆိုတော့သူဝါဒနာမပိုင်ဘာမှလုပ်လို့မရဘူးလေတင်လဲသူသူစိတ်ကင်းတာပဲဖတ်တယ်မတတ်မှာမဟုတ်လေအဲ့တော့တချို့အရာတွေဆိုသူအားနေတဲ့အရာတွေရှိတယ်တချို့ကိစ္စတွေပေါ့နော်တချို့ဘာသာ ရက်ဒီမှာအားနေရချင်အဲ့ဒါဆိုလို့ရှိရင်လည်းဆိုရအရင် push ဒီဒါကြီးကအားနေနေတဲ့အရန်လုံးဆိုပြီးတော့လို့ပြောတာအသားလေးပဲလှုပ်ပေးထားတယ်မူကြီးမှာကောင်းတဲ့အချက်ကအမလည်းငငယ်တည်းကသင်ပေးထားတာပေါ့နော်။ဟိုအင်္ဂလိပ်ကျောင်းအင်္ဂလိပ်စာတက်လို့အင်္ဂလိပ်ကျောင်းတက်လို့အများတိုင်းအင်္ဂလိပ်လိုပြောနေတာမျိုးသူကငငယ်တည်းကမလုပ်အောင်ပါထားတယ်။မြန်မာနဲ့တွေ့မြန်မာလိုပဲပြောရမယ်။အဲထိုင်းနဲ့တွေ့ထိုင်းလိုပြော။ဆရာမနဲ့တွေ့ဆရာမနဲ့တော့ပြောပေါ့နော်။အဲအဲ့လိုမျိုးလေးသူက trainer အဲ့တော့ तू ကအဲ့လို မြန်မာအချင်းချင်းတော့သူကတခြားဘာသာပြောမနေဘူးကျွန်တော်တို့မိသားစုလေးကိုချစ်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်လို့ကျွန်တော်တို့မိသားစုချစ်တဲ့ပျော်လဲပျော်တယ်ဝမ်းလဲဝမ်းသာပါတယ်